အာမနဲ့မချင်းနဲ့တွေ့ပြီးနောက်မှကျွန်တော်ဒီအမ်ဘူမိုလည်းဒီမကေရီကမကင်ယူထားရဲဆိုတဲ့အနေထားဆိုလို့ရှိရင်ဘလုံးမှလည်းပြေးမြောင်ဆိုရင်မဇာဝီကကျွန်တော်တက်လာပြီးတော့ဒီ passing option တစ်ခုအနေနဲ့ဖြစ်သွားတာအဲ့ဒါကကျွန်တော်တော်တော်လေးကျွန်တော်ဒီဘက်ကညာချမ်းကအသက်ဝင်သွားတယ်လို့ပြောလို့ရတယ်အားလုံးမြန်မာဗားဒါ internet မှာ youtube channel နေပြီးအားလုံးကိုကျေးဇူးပါတယ်ဆိုတော့ manchester united ကတော့ဒီ south park ခရစ်စဘဲလေးစီအကြောင်းအိမ်ခွေးမှာဒူဝန်းဆိုတဲ့ result နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်ဒီပွဲမှာကျွန်တော်တို့ဒီမှာတော့ပြောစရာတွေကလည်းအများကြီးပဲဒီပွဲကျွန်တော်တို့နိုင်တဲ့အတွက်ကြောင့်မလို့ပွဲချုပ်သုံးသပ်ချက်ထဲမှာရောပြီးလို့ရှိရင်ကျွန်တော် Asian Handicap Analysis မှာရောကျွန်တော်ပြောခဲ့သလိုမျိုးဒီပွဲကကျွန်တော်ဂိုးတွေကျွန်တော်များနိုင်နေဆိုတဲ့ပုံစံအတိုင်းပဲကျွန်တော်ဂိုးတွေများခဲ့တယ်ပြီးတော့ကျွန်တော် United ကလည်းကျွန်တော်တို့တည်ရီလောက်ပဲမှန်းထားနိုင်ဆိုပေမဲ့ဒီပွဲမှာကျွန်တော် အနိုင်ရလက်ကိုပေါ်ဆောင်သွားနိုင်ခဲ့တယ်တကယ်ကျွန်တော်အရေးပါတဲ့သုံးမှတ်ကိုကျွန်တော်ရအောင် ပြန်ပြီးတော့ကျွန်တော်ယူနိုင်ခဲ့တယ်ပေါ့နော်ဒီဘက်မှာကျွန်တော် positive အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကစားသမားတွေအနေနဲ့တကယ်ကျွန်တော်တို့ဒီဘက်တော့ဟိုတကယ်အရေးပါတဲ့ပွဲတစ်ပွဲဆိုတာကိုနားလည်ထားတဲ့ပုံစံမျိုးတွေကျွန်တော်တို့တွေ့ရတယ်တုံ့ပြန်တဲ့ပုံစံတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအမှထားပါတကူကျွန်တော်တို့ပေးလိုက်ရတယ်ဆိုရင်အနေထားမှာအရင်ကျွန်တော်စုပ်ပြတ်တတ်သွားတယ်လှုပ်ချင်တာလှုပ်ကြတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့တုံ့ပြန်တဲ့ပုံစံပေါ့ဗျာ reaction တော်တော်လေးအဆင်ပြေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီပွဲမှာကျွန်တော်တို့ဒီပထမပိုင်းနဲ့ဒုတိယပိုင်းမှာတော်တော်လေးကျွန်တော်ကြွားရတယ်ပေါ့နော်ကြွားရဆိုတာကျွန်တော်ဘယ်လိုမျိုးပြောချင်တာလဲဆိုတော့ ဒီပထမပိုင်းမှာဆိုလို့ရှိရင်ဒီ Crystal Palace ဘက်ကနေပြီးတော့အခွင့်အရေးတော်တော်များများကိုကျွန်တော်ရှာတယ်။မြန်မာဘက်ကကျွန်တော်တို့ဒီမှာနော်ဟို defense မှာတော်တော်ကိုကျွန်တော်တို့ဒုက္ခကြောင့်ရောက်ခဲ့တယ်လို့ပြောရမယ်။အဓိကကျွန်တော်တို့ဒီနေ့ပွဲထွက်လာတဲ့ဒီ Euro D League Lucio ဆိုတဲ့အနေထားမှာဆိုလို့ရှိရင်ပထမပိုင်းအမှန်တကယ်တော့အဆင်မပြေဘူး။အဲ့ဒီထဲမှာအဆင်ပိုးပြီးတော့အဆင်မပြေတာက ဂျိုလိုပေါ့လေဆိုတော့ individual အမားတွေလည်းတွေးရတယ်ဒီလေးတို့ကျွန်တော်ချောလေးနေတာမျိုးတွေတွေးရတယ်နော်လူရှောတို့ကျွန်တော်ကြံခဲ့တာမျိုးတွေတွေးရတယ်ဂျိုလိုဆိုလို့ရှိရင်ဒီပွဲမှာဆိုလို့ရှိရင်သူ့ကြောင့်ပဲကျွန်တော်တို့ penalty ပေးလိုက်ရတာပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးကြီးကျွန်တော်ဖြစ်ခဲ့တာဆိုဂျိုလိုအတွက်ကတော့အတော်တော်လေးကျွန်တော်ဒီပေါ့နော်ဒီ upset ဖြစ်ခဲ့တဲ့ပွဲတွေလို့ကျွန်တော်ပြောရမယ်သူဒီ short block တွေလည်းသူတချို့ကျွန်တော်လုတ်ခဲ့တာမျိုးတွေရောရှိရမှာနော်ဒါပေမဲ့ ဒီသူစီကနေပြီးတော့ performance ကောင်းတွေကတဖြည်းဖြည်းနဲ့ကျွန်တော်တို့နည်းပါးလာပြီးလို့ပြောလို့ရပါတယ်။ဘာလို့ဆိုတော့ဂျိုရိုကကျွန်တော်တို့ဒီပြီးခဲ့တဲ့ရာသီတောင်းဟာဆိုလို့ရှိရင်တော့အဲ့လောက်မဆိုးဘူးနော်။ဒီရာသီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့လိုပြောရမယ်ကျွန်တော်မကွန်ရဒီလိတ်ဆိုတဲ့ပုံစံမျိုးကပို့ပြီးတော့ကျွန်တော်တို့ကောင်းတယ်ပေါ့နော်။ဒီလိတ်ကသူ့နေရာမှာဝင်ကစားရင်ဘူးကောင်းတယ်။ဒီနေ့ပွဲကျွန်တော်မဇာဝီသူ့နေရာမှာကစားတော့လာလုံးဝဒီပေါ့နော်။ကျွန်တော်လူနေတဲ့တချမ်းလို့ကျွန်တော်ပြောရမှာနော်။ဆိုတော့မဇာဝီကိုကျွန်တော်လူစားလဲတဲ့အနေထားတော်တော်ကြီးကိုကျွန်တော်မှန်တယ်လို့ပြောလို့ရတယ်။ ဒီဘက်ကျွန်တော်တို့ခင်းချင်းလာတဲ့ခင်းချင်းကကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်အရင်ပတ်စစ်မဖြစ်ဘူးဒီ Diego Delot ကိုကျွန်တော်တို့ left wing back ကပြီးလို့ရှိရင်ညာချမ်းမှာကျွန်တော်တို့အာမက်ဒီယာလို့ဆိုတဲ့ပုံစံမျိုးပေါ့အဲ့ချာအဲ့ချက်ကကျွန်တော်တို့ဒီကျွန်တော်တို့တိုက်စစ်လမ်းကြောင်းတွေကိုတိုင်းတာတစ်ခုတွေကျွန်တော်ပွေစေရပါတော့ပြီးတော့ကျွန်တော်ဒီပွဲချုပ်တုံးတဲ့ချက်တွေမှာကျွန်တော်ပြောခဲ့သလိုပဲဒီ Daniel Munoz ကဘက်ကသူကကျွန်တော်တို့ဒီဘက်က defense မှာအရင်အားနေတယ်အားနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲအဲ့ဘက်ကအမြင်ရဆိုသလိုကျွန်တော်တို့ပြောမှန်းသလိုရှိရင် space တွေကျွန်တော်တို့ပေါ်လေးရှိရပါเนาะဒါပေမဲ့ကျွန်တော်အာမက်တို့ဘက်ချန်းကြာတော့ဒီအမ်မိုအာမက်နှစ်ယောက်ရှိနေရအောင်မှာတော်တော်ကိုကျွန်တော်တို့ဂျင်းတဲ့ချက်တဲ့ဖြစ်ပြီးတော့ဘာမှကျွန်တော်လုပ်လို့မရတဲ့အခြေအနေမျိုးအဓိကကျွန်တော်တို့ဒီ Mitchell ရှိတယ်ပြီးတော့ကျွန်တော်တို့ဒီဒီ one left center back ဆိုလို့ရှိရင် Mark Gehi ရှိရမှာเนาะဆိုတော့ Gehi ဘယ်လိုကစားသမားလဲဆိုတော့ကျွန်တော်သိထားမိတာပါเนาะဆိုတော့ Mitchell ကလည်း defense ကိုအရင်အားသာတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မျိုးအဲ့နှစ်ယောက်ကျွန်တော်တို့ထက်နေတဲ့အနေအထားမျိုးမှာကျွန်တော်တို့ဒီအမ်မိုနဲ့အာမက်နဲ့ကျွန်တော်ဘာမှကျွန်တော်လုပ်လို့မရအောင် တကယ်တော့ကျွန်တော်တို့ဘလို့ဖြစ်တင်လဲဆိုလို့ရှိရင်တကယ်တကယ်တန်းကပါเนาะဒီမဇာဝီကိုထဲ့တယ်ဆိုတာမှန်တယ်ဆိုတာဘာလို့ကျွန်တော်ပြောလဲဆိုတော့ဟိုဒီကျွန်တော်တို့ယူရိုကမဇာဝီလုတ်တဲ့အလုပ်တွေကိုမလုပ်နိုင်ဘူးဒီကျွန်တော်တို့ဒီပေါ်တော့ဒုတိယပိုင်းမှာဆိုလို့ရှိရင်မဇာဝီကျွန်တော်ဝင်လာအပြီးမှာဆိုလို့ရှိရင်အဲ့ဘက်မှာကျွန်တော်တို့ဒီပေါ်တော့ဘောပလင်းလုတ်တာတွေဘေးဒပ်တိဆောက်တာတွေကတော်တော်ကိုကျွန်တော်တို့အဆင်ပြေသွားတယ်လို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်တို့အဲဒီပေါ့နော်ကျွန်တော်တို့ဒီ 2v2 တွေကျွန်တော်တို့တွေ့တယ်ပေါ့နော် ambumon နဲ့ ဒီ market ဟီပြီးလို့ရှိရင်ကျွန်တော်တို့ဒီ armen နဲ့ဒီ mitchell ဆိုတဲ့အနေအထားမျိုးတွေ့ရတဲ့အနေအထားမျိုးမှာ mazda ကကျွန်တော်တို့ရှေ့ထိလိုက်တက်ပြီးတော့ဒီဘာနော် passive option တစ်ခုအဖြစ်သူအမြဲတမ်းကျွန်တော်တို့ရှိပြီးတယ်ဘာနော်ဆိုတော့ဘောလုံးတောင်တောင်ပြတ်တာရေးကျွန်တော်မတွေ့ရဘူးဆိုတော့ဒီလိုကြောင့်လို့ဒီဘာနော်ဒီ right center back နေရာမှာဆိုလို့ရှိရင်ပထမပိုင်းကျွန်တော် euro ကစားတာထက်ဒီ mazda ကစားတာကတော်တော်ကြီးကိုကောင်းတယ်လေကျွန်တော်ပြောလို့ရတယ်ဆိုတော့ပထမပိုင်းမှာဆိုလို့ရှိရင် open belly ကနေပြီးတော့ကျွန်တော်တိုက်ဆက်စင်တဲ့အားကကျွန်တော်တော်တော်လေးနှဲတယ်ဘာနော်ဒါကျွန်တော်ပထမပိုင်းမှာမဟုတ်ဘူး ဒုတိယဘက်မှာဆိုလို့ရှိရင်လေဒီ open play မှာကျွန်တော်တို့တော်တော်လေးအားနည်းနေတာကိုတွေ့ရတယ်เนาะအဓိကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ bounce day ကိုဘလို့မှကျွန်တော်ဝင်လို့မရတာပေါ့เนาะဆိုတော့ဒီအရာကိုကျွန်တော်တို့ဖြည့်ရှင်းဖို့အတွက်ကိုဒီပေါ့เนาะ amrin ကျွန်တော် plan ထုတ်လာတဲ့အရာဒီ set piece ပဲပေါ့เนาะဆိုတော့ area center မှာကျွန်တော်တို့ found ball တွေရဖို့အတွက်ကျွန်တော်ချူပန်းတာမျိုးတွေအဲခဏတိုင်းဆိုလို့ကျွန်တော်မြင်တွေ့ရတယ်အဲ့ဒီပေါ့เนาะခဏတိုင်းဆိုလို့မြင်တွေ့ရတဲ့အနေအထားကနေပဲကျွန်တော်တို့နှစ်ကိုးလုံးကျော်ရခဲ့တဲ့အခြေအနေမျိုးပေါ့ဆိုတော့ အဲဒီအဓိကကျွန်တော်တို့ဒီတိုက်စစ်ဆင်တာဒီ Daniel Munoz ဘက်ကနေပဲကျွန်တော်တို့ဖိအားပေးပြီးတော့တိုက်စစ်ဆင်တယ်ဒီနေရာမှာကျွန်တော်ဒီကို The Lock ကိုလည်းကျွန်တော်ဒီချီကျူးရမယ်သူ့ကြောင့်လည်းကျွန်တော်တို့ဒီပေါ့နော်ဒီပြစ်ဒဏ်မိုးတွေကျွန်တော်တို့မကြာခဏဆိုသလိုကြရတယ်အဲ့ဘက်ချမ်းမှာဘေချမ်းမှာပေါ့နော်မကြာခဏဆိုသလိုကျွန်တော်တို့ရတယ်အဒီကို The Lock ပြေးထွက်သွားတာနေအရန်ကောင်းတယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တို့ပြစ်ဒဏ်မိုးနှစ်ကြိမ်ရတယ်တစ်ကြိမ်ကကျွန်တော်တို့ဒီပေါ့နော်ဒီ လိုပြရမယ်ဘေးစီးနားလောက်မှာပေါ့နော်အဲ့မှာကျွန်တော်တို့ပြည်ထမုံရတဲ့အနေထားမှာ Joshua 60ကျွန်တော်ပြေးထွက်ပြီးတော့ရင်မက်နဲ့ထိမ့်ပြီးတော့ကျွန်တော်ကန်သွားတဲ့အခြေအနေမျိုးပါတော်တော်ကြီးကောင်းတယ်အဲ့ကိဆိုလို့ရှိရင်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဘေးကိုထွက်သွားပြီလို့ထင်တာပါနော်ဘာဘာလို့လဲဆိုတော့အန်ငယ်ကတော်တော်ကျင်းသွားပြီပေါ့နော်အန်ငယ်ကတော်တော်ကျင်းသွားပြီဒါပေမဲ့ Joshua 60ရအောင်ကျွန်တော်တို့ဂိုးသွင်းပေးသွားနိုင်ရပါနော်ဆိုတော့60ဂိုးပြန်ရတယ်တော်တော်လေးကျွန်တော်တို့ကောင်းတဲ့ positive အချက်တွေပဲပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီအမေဆမောက်သွင်းသွားရကိုဆိုလို့ရှိရင်ဒါကျွန်တော် Bruno Fernandez ရဲ့ ဒီမှာတကယ်ပါနေမှုကြောင့်လည်းပါတယ်ပြီးတော့ကျွန်တော်တို့ဒီဒင်းဟန်နာဆန်ရဲ့ဥတ္တဆောင်းမှုကြောင့်လည်းပါတယ်အဲ့လိုပြောပါမယ်အဲ့ရအဲ့ကိုလဲကျွန်တော်တို့ဒီမှာမေဆမောင်းရဲ့ကိုလဲပေးပြီးဟန်နာဆန်ကျွန်တော်ဥတ္တဒီမှာကျွန်တော်လွတ်ပလိုက်တယ်ဟောနော်ဟန်နာဆန်တို့တော်တော်ပေါက်ွဲနေတာပေါက်ွဲနေတာဆိုတော့အဲကျွန်တော်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ဒီမှာတော့ဥဆောင်ကိုကျွန်တော်တို့ဒီမေဆမောင်းကကျွန်တော်တင်ပေးသွားတယ်1 2ဆိုတဲ့ reset အတိုင်းပဲကျွန်တော်ပွဲပြီးသွားတယ်ပေါ့လေဆိုတော့ဒီနောက်ပိုင်းကျွန်တော်တို့ဒီအဲပွဲကစားချိန်မိနစ်ကျွန်တော်တို့ အနည်းလာတာနဲ့အမြန်ကျွန်တော်တို့ကခန်းစစ်ကိုပဲအဓိကဦးစားပေးပြီးတော့အနိုင်ရလက်ကိုအဥတီဂျိုးပန်းဖို့အတွက်ကျွန်တော်တို့ဂျိုးပန်းလာတယ်ဒီနေရာမှာလည်းအများကြီးကျွန်တော်တို့အလုတ်ခစ်ခဲ့တာကိုတွေ့ရတယ်အဲဒီအဆုံးသတ်မှာတော့ United ကဒီဘာလဲလေးနှစ်လောက်ထိကျွန်တော်တို့အဲ Crystal Palace အိမ်ဝင်းမှာမနိုင်တဲ့အနေထားကနေပြီးတော့ကျွန်တော်တို့အနိုင်ရလက်နဲ့အတူ၃မိနစ်နဲ့အတူအိမ်ပြန်လာနိုင်ခဲ့တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒီပွဲကကျွန်တော်တို့ဒီဘာလဲ Euro ကတော်တော်လေးကျွန်တော် upset ဖြစ်သွားတယ်လို့ပြောလို့ရပါမယ် သူကျွန်တော်တို့ block တွေလောက်သွားတာကြီးကျွန်တော်ရှိတယ်ပြီးတော့ကျွန်တော်တို့အဲ delay တိုက်ချလိုက်တဲ့ဟာကို26000ကျော်ကိုထိပြီးတော့ marketer ရဲ့ကျွန်တော်လမ်းကြောင်းနဲ့ဝင်သွားတဲ့ပုံစံမျိုးဆိုလို့ရှိရင်တကယ်တကယ်တမ်းက3000 sanam back ဆိုရင်မမီတော့ဘူး marketer နဲ့ဒိုင်းနာတစ်ခုထိမြန်နေတဲ့မှာပါတယ်ဆိုတာမမီတော့ဘူးပေါ့နော်ပြီးတော့ marketer ရဲ့ physical ကလည်းအကြီးပဲအဲ့ဒါကိုသူမရရအောင်ကျွန်တော်တို့ဒီ recovery pace ကောင်းကောင်းနဲ့လိုက်ပြီးတော့ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲ pressure တစ်ခုပေးနိုင်လိုက်တယ်အဲ့ဒါကြောင့်မို့ marketer ရဲ့ကန်ချက်ကလည်းရဲသွားခဲ့တယ်ပေါ့နော်ဆိုတော့ဒီလက်ကြောင့်မို့ euro အနေနဲ့အတိုင်းအတာတစ်ခုလည်းသူအဆင်ပြေခဲ့တယ်မှန်တယ်ဒါပေမဲ့ဒီပနတီပေးလိုက်ရတဲ့အခြေအနေမျိုးကသူမလုံတဲ့တဲ့အရာတစ်ခုသူမမီတော့တဲ့အရာတစ်ခုသူမလုံတဲ့တဲ့အရာတစ်ခုကိုအဲလုတ်ခဲ့တယ်ပေါ့နော်ဒီတော့ကြောင့်မလို့လဲကျွန်တော်တို့ပနတီခွင့်ပြုလိုက်ရတယ်ခရစ်စတယ်ပဲလီစ်ဘက်ကိုဦးဆောင်ကိုကျွန်တော်ခွင့်ပြုလိုက်ရတယ်ပေါ့နော်အဲအဲ့ပနတီရလဲကျွန်တော်တို့ဒီပေါ့နော်ဟိုဘာလညာလာတော့မသိဘူးကျွန်တော်တပက်တိုက်စီဖြစ်ပြီးတော့နှစ်ခါရပါကျွန်တော်ပြန်ကန်ရတဲ့အခြေအနေမျိုးပေါ့လေဒီပွဲကူကစားသမားကြီးကစားသွားတာကျွန်တော်ပထမပိုင်းတော့တော်တော်အားမရဘူး တော်တော်အဆင်ပြေလို့ထင်တာမဲ့ဒုတိယပိုင်းကတော့တော်တော်လေးအလုပ်ဖြစ်တယ်လို့ပြောရမယ်အဓိကကျွန်တော်တို့ဒီ Mazda ကြီးအပြောင်းလဲကိုကျွန်တော်တော်တော်လေးအဲဒီပေါ့နော်ကျွန်တော်ဟိုညပြတော်တော်လေးကျွန်တော် appreciate လုပ်တယ်ကျွန်တော်တော်တော်လေးသဘောကျတဲ့အပြောင်းလဲတစ်ခုကျွန်တော်ဖြစ်တယ်အဲဒီပေါ့နော်ကျွန်တော်တို့ညာချမ်းကြီးကဘာကြောင့်များကျွန်တော်တေနေရတယ်လေပေါ့နော်ကျွန်တော်တို့မှာ MMO ရောအာမက်ရောရှိနေရဲ့ဒါနဲ့ဘာကြောင့်များညာချမ်းအလုပ်မဖြစ်ပဲနဲ့ဘဲချမ်းမှာပဲအလုပ်ဖြစ်နေရတယ်ဘဲချမ်းအလုပ်ဖြစ်တယ်ဆိုတာကျွန်တော်မျှော်လင့်ထားပြီးသားဘာကြောင့်လဲဆိုတော့ဒီ Daniel Munoz ဒီကျွန်တော်ဒီပေါ့နော်ဟိုဘယ်လိုပြောရမလဲ အဲ့မချမ်းမှာကျွန်တော်တို့ကစားနာသည်သူကကျွန်တော်တိုက်စစ်ကို ပိုလိုက်တဲ့ကစားနာမှာတိုက်စစ်အားတာတဲ့ကစားနာမှာဒါပေမဲ့ defense မှာဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်လေးအဲဒီလိုအချက်တွေကျွန်တော်ရှိတယ်ပေါ့နော်ကျွန်တော်ပြောသလိုပဲပွဲချုပ်သွားတဲ့ချက်တွေမှာ mission defense မှာတာတဲ့အတက်ကိုကျွန်တော်တို့တိတ်ပြီးတော့မလိုက်ဘူးဒီဘက်ကကျွန်တော်တို့ဒီ Daniel Munoz ကတော့ကျွန်တော် attacking အားတာတဲ့ defense မှာဆိုလို့ရှိရင်ဒီ position ယူတာတွေ နောက်ပြီးလို့ရှိရင် position loss ဖြစ်တာလည်းအများကြီးကျွန်တော်ဖြစ်လေရှိတယ်အဲ့လိုပုံစံမျိုးဆိုတော့ကျွန်တော်တို့အဲ့မှာ space တင်ကျွန်တော်တို့ရားဝေရှိတယ်ဆိုတော့ဒီကြောင့်မလို့ကျွန်တော်မီဆမ်မောက်ဒီကို develop ဘချန်တော်တော်လေးအဆင်ပြေပြီးတော့ဒီ armament and bomb ဘချန်ကတော်တော်ကိုကျွန်တော်တို့ဒီပေါ့နော်ကြံ့တက်နေတဲ့အခြေအနေမျိုးအများနဲ့ကျွန်တော်ဖြစ်နေရ3ယောက်2ယောက်ဆိုတဲ့ပုံစံမျိုးတွေကြီးပဲကျွန်တော်တောက်လျှောက်ဖြစ်နေရပါတော့ဆိုတော့ mincher ရှိတယ်ပြီးတော့ကျွန်တော်တို့ဒီ market ကြီးပေါ့နော်ကျွန်တော်ပြောဆိုပဲဒီနှစ်ယောက်ကကျွန်တော်တော်တော်လေးကျွန်တော်ဒီပေါ့နော်ဟို defense မှာတော်တော် solid ဖြစ်တဲ့အခြေအနေမျိုးဆိုတော့ဘလို့မှကျွန်တော်ကြော်မြင်အောင်တကယ်တမ်းကျွန်တော်တို့ ဲ့နှစ်ယောက်အတွက်ကျွန်တော်တို့အဖြေရှာဖို့ကလည်းဒီဘယ်လိုပြောရမလဲကျွန်တော်တို့ဒီ bubbling ကောင်းကောင်းလုပ်နိုင်မယ့် နောက်ထပ်ကျွန်တော်တို့ဒီပေါ့နော်ကစားသမားတယောက်ကိုကျွန်တော်တို့ကလိုတာတကယ်တကယ်တမ်းကျွန်တော်ဒီ right center back ပေါ့နော် right center back ကျွန်တော်ယူရိုကစားတဲ့ budget မှာယူရိုကအမှန်တမ်းပြောရင်ရှေ့ထိတက်ပြီးရော passing option တစ်ခုအနေနဲ့ကျွန်တော်တို့ထားပြီးမှသာဒီအမ်ဘူမူနဲ့အာမတ်ကကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်နေရာလွတ်တွေကျွန်တော်တို့ရလာမှာပေါ့နော်ဒါပေမဲ့ယူရိုကအဲ့လိုပုံစံမျိုးမလုပ်နိုင်မင်းနဲ့သူကိုယ်တိုင်ကျွန်တော်တို့ဒီပေါ့နော်အဲဒီပေါ်လုံးတွေကျွန်တော်တို့ဟိုပြီးတဲ့နေရာမှာဆိုလို့ရှိရင်လည်းခဏတိုင်းဆိုဆိုလို့ပေါ့နော်ပြတ်တာမျိုးတွေရှိတယ် အာမတ်ကိုကျွန်တော်တို့ဂျောင်းပိတ်မိတဲ့အဲဒီဘာလို့ passing တွေပေးလိုက်မိတာမျိုးတွေလည်းကျွန်တော်ရှိတယ်တခါကြလောင်းဘောတွေဘာမှမလုပ်နိုင်လို့လောင်းဘောတွေကျွန်တော်ကန်တင်လဲတဲ့အခြေအနေမျိုးတွေရှိတယ်ဆိုတော့အဲ့လိုပုံစံမျိုးတွေကျွန်တော်တို့ဖြစ်နေခဲ့တာဆိုတော့ဒုတိယပိုင်းမှာကျွန်တော်တို့အဲမဇနာဝီကိုကျွန်တော်တို့ဒီမှာနော်ထဲလာတဲ့အခြေအနေမျိုး50လေးမိနစ်မှာကျွန်တော်မဇနာဝီကိုထဲလာတဲ့အခြေအနေမျိုးကတကယ်ကိုကျွန်တော်တို့ဒီအညာချမ်းကအသက်ဝင်သွားရည်လို့ပြောရမှာပေါ့နော်ဆိုတော့အဲတောက်လျှောက်ကျွန်တော်တို့ဒီအာမန်နဲ့မီချယ်နဲ့တွေ့ပြီးနောက်မှကျွန်တော်တို့ဒီအမ်ဘူမိုလည်းဒီမာကီယာမာကင်ယူထားရင်ဆိုတဲ့အနေထားဆိုလို့ရှိရင်ဘလူးမှလည်းပေးမြောင်ဆိုရင် မဇလာဝီကကျွန်တော်တက်လာပြီးတော့ဒီ passing option တစ်ခုအနေနဲ့ဖြစ်သွားတာအဲ့ဒါကတော့တော်တော်လေးကျွန်တော်တို့ဒီဘက်ကညာချမ်းကအသက်ဝင်သွားတယ်လို့ပြောလို့ရတယ်ဆိုတော့ညာရောဘယ်ရောကျွန်တော်ညှက်ပြီးတော့တိုက်တဲ့အနေအထားမျိုးမှာဒီ area ဇာတ်နာမှာ found တွေကကျွန်တော်တို့မကြခဏဆိုဆိုကျွန်တော်တို့ရတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့တကယ်ထိရောက်တဲ့အပြောင်းလဲတစ်ခုလို့ကျွန်တော်ကတော့မြင်နေတယ်ပေါ့နော် blue fifi ကျွန်တော် crystal palace နဲ့ဘွယ် crystal palace အိမ်ဝင်းမှာကျွန်တော်မနိုင်တဲ့တော့၄နှစ်လောက်ကျွန်တော်ရှိပြီးအခုလက်ရှိ ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော် open play တွေကနေပြီးတော့ဒီမှာ goal တွေရတာတော့ကျွန်တော်နင်းနေနေတယ် open play ကနေပြီးတော့ကျွန်တော်တို့ chance တွေ create လုပ်တာတော်တော်လေးနင်းနေသေးတာမှန်နေဒါပေမဲ့ကျွန်တော်ဒီမှာပြိုင်ဘက်ကခန်းစစ်ကအရင်ကျင့်နေတဲ့အခြေအနေမျိုးမှာအဲကျွန်တော်တို့ဒီမှာဒီ set piece တွေကိုအသုံးချပြီးတော့ဒီ goal တွေရယူနိုင်ခဲ့တဲ့ Emery ရဲ့ idea ကိုတော့ကျွန်တော်တို့ဟိုတိုင်းနာတကူဒီ appreciate ကျွန်တော်လောက်ရမှာပေါ့နော်ဆိုတော့ဒီ area ဇန်နာတွေမှာဒီလိုမျိုးပြတ်တံမိုးတွေရဖို့ဆိုတာက ဒါကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တိုက်စစ်ကစားသမားတွေအနေနဲ့ကျွန်တော်ဒီနေရာကိုကျွန်တော်တောက်လျှောက်ဆိုလို့ကျွန်တော်ခဏတိုင်းဆိုလို့တိုက်စစ်စင်တွေမှာမကြာခဏဆိုလို့ဒီလိုမျိုးကျွန်တော်တို့ found body ရာကျွန်တော်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတကြောင်လို့ Emery ရဲ့ကျွန်တော် idea ကိုလည်းကြီးကျူးရမယ်ဆိုတော့ကစားသမားတွေလည်းဒီဘွဲမှာတိုင်းနာတစ်ခုကြီးတော်တော်လေးကောင်းခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော်တိုင်းနာတစ်ခုကြီးကျွန်တော်တို့ finishing တွေတော်တော်လေးအဆင်ပြေခဲ့တယ်လို့ပြောရမယ်ဂျူရှွာစစ်ကြီးလည်းတော်တော်လေးကောင်းတယ်မီဆန်မော့ရဲ့ ကစ်ဆိုလို့ရှိရင်လုံးဝလှမလာပါတော့။နေတဲ့ကတော့ Crystal Palace အိမ်ဝင်းမှာအနိုင်သုံးမှတ်နဲ့အတူအိမ်ပြန်လာခဲ့ပြီဖြစ်ပါတယ်။ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ။ဒါတော့ကျွန်တော်ရေပွဲပြီးသွားတဲ့ချက်ဖြစ်ပါတယ်။ဆိုတော့ Father တို့ရဲ့အမြင်တွေနဲ့ကိုမမောင်ကိုရအောင်ဆွေးနွေးပေးသားလို့ရပါတယ်။တ िश ူအားပေးတဲ့ညီကောင်များအားလုံးကျေးဇူးများကြီးတင်ပါတယ်။ Channel ကို Subscribe လုပ်ပြီးဆိုလို့ရှိရင် Subscribe လေးလုပ်ပေးထားကြဖို့အားလုံးတောင်းဆိုပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်။အားလုံးကျေးဇူးပါခင်ဗျာ။